အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ထုံဆက်တွေနဲ့တွဲဖက်အသုံးပြုရတဲ့လင်ပန်းတွေကိုနွားထုံတွေနဲ့အသုံးပြုလို့ရအောင်တီထုံနိုင်ခဲ့ပြီဖြစ်ပါတယ်။တောင်စာဈေးမြင့်တက်တဲ့အခါထုံဆက်နဲ့လှုပ်ဖို့ကပိုပြီးခက်သွားပါတယ်။ဒါကြောင့်အညာသားတွေကနွားနဲ့ထုံဆက်လင်ပန်းတွေကိုတွဲသုံးနိုင်အောင်တီထွင်လိုက်ကြတာပါ။အင်းလာအစ်စ်ကလောင်စာမလို့စီမစားမိမိရဲ့နွားနဲ့သာလဲထုံနိုင်တယ်လို့ဆက်ရဲ့အားနဲ့ချက်ကိုလည်းဖြည့်ရှင်းနိုင်ပါတယ် ငါတို့လေသားတွေပိုင်ဆိုင်တဲ့နီးပညာပါပဲဘဲဆက်ကူမှမတင်ရစီလဲမဖြစ်ရတော့ဘူးနေကြ